ဖောပါများအလုံးမင်္ဂလာပါကလောက်ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတစ်ပတ်တော့ကျွန်တော်ဂျာယက်ထဲမှာကျွန်တော်ပြင်းပြလေးပွဲစဉ်14တွေကိုကျွန်တော်ရှင်းပြတော့မှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့အဲပွဲတော်တော်လေးမှာကြည့်လို့ကောင်းမှာအတင်းတင်းကျွန်တော်နှစ်သင်းရှိတယ်ဗျာဒီထဲမှာကျွန်တော်အဲဖူဟန်နဲ့ကျွန်တော်တို့မန်ချက်စတာစီးတီးတို့ရဲ့ပွဲကြိုသုံးသပ်ချက်လေးကိုကျွန်တော်အရင်ဆုံးလုပ်ပြတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကိုညီကိုလေးနေနဲ့ like subscribe လုပ်ကြတဲ့ like and subscribe လုပ်ပြီးကိုညီပြီးတော့လို့ရပါတယ်နောက်ကြည့်စုပေးညီကိုတယောက်ချင်းနေတိုင်းတော့ တင်အားနေကျေးဇူးအများကြီးတင်ပါတယ်။ Okay အဲ့ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။ရင်းဆုံးအနေနဲ့ကျွန်တော်တို့ဒီနှစ်တင်းရဲ့ကျွန်တော်တို့ပုံစံလေးကိုကြည့်လိုက်မယ်ဆိုရင်ပြင်းပြလေးပွဲစဉ်ကျွန်တော်တို့73မှာဆိုရင်တော့ဒီနှစ်တင်းတော့ကျွန်တော်တို့နိုင်ပွဲတွေကိုဖော်ဆောင်ထားတာကိုတွေ့ရမယ်။ကျွန်တော်အထူးသဖြင့်ကျွန်တော်တို့အဲဖူဟန်ဖူဟန်တော့သူ့ရဲ့အိမ်ဝင်းမှာပဲမနှစ်လေကျွန်တော်တို့ရှေ့တစ်ဖက်တော့ကျွန်တော်တို့အဲပြင်းပြလေးပွဲစဉ်ကိုကျွန်တော်တို့အဲ စနစ်မှာဆိုရင်ဗျာစနစ်မှာဆိုရင်တို့အနေနဲ့အိမ်ခွေးမှာကျွန်တော်တို့စမ်းသမ်းလောက်အနိုင်ရရှိခဲ့သလိုကျွန်တော်ပြပြလေးပွဲစဉ်73မှာဆိုရင်ကျွန်တော်တို့စပားကိုကျွန်တော်အဝေးဘက်မှာတွားရှင်မြိုင်တဲ့ပွဲမှာတော့တို့အနေနဲ့ထပ်ပြီးတော့နိုင်ပွဲတွေရရှိထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဖူဝန်တင်းကတော့တော်တော်လေးမှာကျွန်တော်တို့အဲခြေစွမ်းတွေတည်ငြိမ်ပြီးတော့တော်တော်လေးမှာခြေစွမ်းပြနေတယ်လို့ပြောလို့ရတယ် နောက်ဆုံးနှစ်ပွဲမှာသူတို့အနေနဲ့နိုင်ပွဲတွေပုံထွက်တာလေသူစကျွန်တော်စာနာလန်လို့ကျွန်တော်တို့ခက်ခဲအဲကစားရခက်တဲ့အသင်းကိုလည်းသူတို့အနေနဲ့နိုင်ထားတယ်လို့ကျွန်တော် Total Housewife အင်ဂွန်းမှာပါတွားပြီးတော့နိုင်ပွဲတွေထပ်ပြီးတော့ဆက်ထားတဲ့အတွက်ကြောင့်ဟိုအသင်းရဲ့ကျွန်တော်တို့ယုံကြည်ချက်ကတော်တော်လေးမှမြင်မာနေတယ်လို့တော့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်မန်ချက်တာစီးစီးမန်ချက်တာစီးစီးကတော့ကျွန်တော်နောက်ဆုံးရှင်မြန်နဲ့ပရီးမီယာလိပွဲစဉ် 73မှာဆိုတော့တို့အနေနဲ့နောက်ကျသွင်းကိုတွေနဲ့ကျွန်တော်တို့4ဒန်ရဲ့ကျွန်တော်နောက်ကျသွင်းကိုတွေနဲ့နိုင်ပွဲဆက်ခဲ့တယ်ဗျာခြေပွဲမှာဆိုရင်လည်းကျွန်တော်ချန်ပီယံလိပွဲမှာတော့တို့အနေနဲ့ရှုံးနေခဲ့လို့အဲပရီးမီယံလိပွဲစဉ်12မှာဆိုရင်လည်းကျွန်တော်တို့အဲ ကျွန်တော် Newcastle ကိုသူတို့အနေနဲ့အဝေးကမှသွားရှင်မြန်တဲ့ပုံမှာတော့ကျွန်တော်တို့ရှုံးနေထားရတဲ့အကြောင်းဒီနေ့ကျွန်တော်တို့အဲ Premier League ပွဲစဉ်14မှာဆိုရင်တော့ Manchester City ကသူတို့အဝေးကမှသွားရောက်ရှင်မြန်မဲ့ပွဲမှာတော့တော်တော်လေးမှကျွန်တော်ထပ်ပြီးတော့ခက်ခဲမဲ့ပုံမှန်ပုံစံတော်ဘွဲကိုကျွန်တော်ရှင်မြန်သွားမယ်လို့တော့ကျွန်တော်ထင်နေတယ်။ဒါပေမဲ့လည်း Manchester City မှာကျွန်တော်ကစားသမားကောင်းတွေကျွန်တော်နင်းပြကောင်းတွေရှိနေတဲ့အကြောင်းဒီနေ့ပွဲကိုအနိုင်ရလက်ကိုသူအနေနဲ့တေချောင်းစော့ကစားသွားမယ်လို့တော့မြင်နေတယ်။ဘာတဲ့ကြောင့်လဲဆိုရင်ကျွန်တော်တို့ Arsenal ဖိအားပေးဖို့ဆိုရင် မန်ချက်တာစီးတီးအနေနဲ့အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုသူတို့အနေနဲ့နိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်သွားနိုင်မယ်လို့တော့ကျွန်တော်အမိနေ။ဘွေရဆိုလို့ဆိုရင်ကျွန်တော်ဒီနှစ်သင်းရဲ့ကျွန်တော်အဲနောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှကြီးမယ်ဆိုရင်တော့ကျွန်တော်တို့ဖူဟန်သင်းဖူဟန်သင်းကတော့သူတို့ရဲ့အိမ်ဝင်အားမှလည်းကျွန်တော်ကျွန်တော်အင်ဂွင်းနောက်ဆုံးရှင်မြန်ထားတဲ့နှစ်ပွဲမှာဆိုရင်သူတို့နေနှစ်ပွဲသလုံးနိုင်ထားသလိုတော့အဝေးဘက်မှာတွားရောက်ရှင်မြန်တဲ့ပွဲမှာလည်းသူတို့နေနေနိုင်ပွဲတွေဆက်ထားတဲ့အတွက်ကြောင့်ဖူအန်သွင်းရတာတော်တော်လေးမှခြေစားနေတည်ငြိမ်နေတယ်လို့တော့ပြောလို့ရတယ်။တစ်ဖက်ကကျွန်တော်မန်ချက်တာစီးတီး ။မင်္ဂလာစီးရီးကတော့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ပွဲမှာဆိုရင်တို့အနေနဲ့၃ပွဲနိုင်၂ပွဲရှုံရှုံထားတဲ့ပွဲကလည်းကျွန်တော်ပြင်းပြလေးတပွဲနဲ့ကျွန်တော်ချန်ပီယံလိပွဲတပွဲဖြစ်တဲ့အတွက်ကြောင့်ဒီကရှင်းပြမဲ့ပြင်းပြလေးပွဲစဉ်၁၄မှာဆိုရင်တို့တို့အနေနဲ့၅ပွဲကိုထပ်ပြီးတော့ဆက်ဖို့လိုအပ်တယ်လို့တော့မြင်တယ်။ဝိပုမှာတွားရောက်ရှင်းပြရင်းဒီတိုင်အောင်မင်္ဂလာစီးရီးမှာကစားလို့မှကောင်းနေရှိတယ်လို့ကျွန်တော်တို့အဲတော်တော်လေးမှာကျွန်တော်ခြေစင်းတင်ငင်မှုတွေပြသနေတယ်ကျွန်တော်ဖိုရန်တို့အဲပုံစံတွေကိုထပ်ပြီးတော့ကျွန်တော်တွင်းကိုတွေမင်းတွေးရမလားလို့မြင်ရကြည့်ရမယ်တစ်ခါကျွန်တော် ဟာလန်ဟာလန်နဲ့ကျွန်တော်ရှေ့ပွဲတွေမှာဆိုလို့ဆိုရင်တော့သူ့အနေနဲ့ဂိုးပေါက်တွေကိုပျောက်ဆုံးခဲ့တယ်လို့ပြောလို့ရတယ်။ဒါချန်ပီယံလိပွဲတွေမှာတော့လည်းသူ့ကိုကျွန်တော်လူစားလဲကစားသမားအဖြစ်နဲ့အသုံးပြုထားတဲ့အတွက်ကြောင့်သူ့အနေနဲ့ရှေ့ပွဲမှာဆိုရင်တော့ကျွန်တော်အဲကစားပုံတော်တော်လေးမှပျောက်ခဲ့တယ်လို့ပြောလို့ရတယ်။အထူးသဖြင့်ကျွန်တော်တိုက်စင်မှာဆိုရင်တော့သူ့ဆီကနေတော့ကျွန်တော်ခေါင်းနဲ့သွန်းကိုတွေပါလိမြင်ရမဲ့ပုံစံမျိုးရှိပြန်သူ့အနေနဲ့ကျွန်တော်တို့ခေါင်းတိုက်တဲ့အချိန်မှာတော့လုံးဝမမှီပဲနဲ့ကျွန်တော်ဘောလုံးတွေတော်တော်လေးမှလွတ်ထွက်သွားတဲ့ပုံစံမျိုးတွေတွေ့ရတဲ့ကြောင့်ဒီကစုံတွေ့မဲ့ပြင်းပြလိပွဲစဉ်ကျွန်တော်၁၄မှာဆိုရင်တော့ ခါလန်းစီကကျွန်တော်သွင်းကိုတွေကိုပြန်လည်မြင်တွေ့ရနိုင်မယ်ရှိတယ်လို့တော့မြင်တယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့အဲဒီနေ့သင်းကျွန်တော်တို့ရဲ့ထိုက်တိုက်တွေ့ဆုံမှုကိုလည်းပြန်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဖူဟန်သင်းကတော့ကျွန်တော်မန်ချက်စတာစီးတီးနဲ့တွေ့တိုင်းတစ်ချိန်တစ်ခါမှကျွန်တော်နိုင်ထားခြင်းမရှိပါဘူးကျွန်တော်နှစ်ချိန်သေးကြတယ်မန်ချက်စတာစီးတီးကတော့ကျွန်တော်အပြတ်သက်ကိုနိုင်ဖွဲတွေကိုပုံဖော်ထားတယ်လို့တွေ့ရတယ်ဒီနေ့သင်းရဲ့စုံတွေ့မှုကတော့ကျွန်တော်မန်ချက်စတာစီးတီးက16ချိန်ထိတောင်မှနိုင်ဖွဲတွေဆက်ထားတဲ့အကြောင်းအဲ ဖူအန်တင်းနဲ့တွေ့ဆုံနိုင်မှာကျွန်တော်မန်ချက်စတာစီးတီးကအကောင်းဆုံးကျွန်တော်ရှင်ပြိုင်ပြီးတော့အနိုင်ပွဲတွေကိုဆက်နေတယ်လို့တော့ပြောလို့ရတယ်။ဒါကြောင့်ဒီတစ်ပွဲအဲစုံတွေ့နေတဲ့ပုံစံလည်းမှာတော့မန်ချက်စတာစီးတီးကဝိုးမှာတွားရောက်ပြီးတော့ကျွန်တော်မြင်ရဆိုရင်တော့နိုင်ပွဲတွေထပ်ပြီးတော့ဆက်မယ်လို့တော့မြင်တယ်။ โอเคအဲ့ဆိုရင်ကျွန်တော်ဒီနှစ်သင်းရဲ့ကျွန်တော်တို့တွေ့ဆုံတိုင်းမှာဆိုရင်လည်းအများအမ်းလို့လို့ကျွန်တော်တို့ဂိုးပြက်လေးပြက်တာရှိတယ်ဗျအများဆုံးကျွန်တော်3132ပြီးတော့ဆိုရင် 4Z အဲ့လိုမျိုး 5Z အဲ့လိုမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်ဒီကဆုံပြိမဲ့ပြများလေးပွဲစဉ်14မှာဆိုရင်တော့တော့ထပ်ပြီးတော့ဂိုးတွေပြက်သွားအောင်လားဒါမှလည်းကျွန်တော်တစ်ဖက်ကကျွန်တော်ဖူဟန်လိုက်တော့လေးမှာကျွန်တော်ခြေသွန်းကောင်းနေကိုတတိညင်းညင်းဆော့ကစားနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ရှေ့ပွဲမှာဆိုရင်ပြန်ကြည့်မယ်ဆိုရင်ဗျအဲဘယ်သူပွဲနဲ့လဲရှေ့ပွဲမှာဆိုလို့ရှိရင် စပန်းနဲ့အတင်းဗျာစပန်းနဲ့ပွဲမှာဆိုရင်တို့ထင်းမဲမထားသလိုတို့ကစားသွားတာဗျာညဆယ်မိနစ်လောက်မှာတည်းကတို့အနေနဲ့တစ်ဖက်ကနောက်တန်းအမှားတွေဂိုးသမားတွေအမှားတွေနဲ့တို့အနေနဲ့တူးစည်းလောက်နဲ့ဥဆောင်ပြီးတော့ဒုတိယပိုင်းမှာမှပြန်ပြီးတော့ပေကုတ်တဘိုးပြေးတော့တို့အနေနဲ့ဒီအောင်အကောင်းဆုံးထိပ်ပြီးတော့သုံးမှတ်ကိုယူသွားတဲ့အတွက်ကြောင့်မန်ချက်စတာစီးတီးအနေနဲ့တွားပြီးတော့ကျွန်တော်တစ်ဖက်ကဖူဟန်အတင်းကိုရှော့တွက်လို့မရဘူးလို့အမြင်တယ်။ Okay အဲ့ကြောင့်ဒီနှစ်အတင်းကကျွန်တော်ခမန်းလိုင်းနဲ့လေးတွားလိုက်ရမှဆိုရင်တော့ဖူဟန်အတင်းမှာတော့တို့ရဲ့အဓိကဂိုးသမားနဲ့အမှားလီနိုပဲပါမယ်။နောက်တန်းလေးရောက်နေမှာတော့ဆက်စီညိုပြီးလို့ဆိုရင် ပစီနဲ့ဟန်ဒါဆန်တီတေးလို့ပါမယ်တီတေးဆိုရင်ကျွန်တော်ရှေ့ပွဲမှာဆိုရင်တော့ကျွန်တော်တွင်းကိုးတွေပါတယ်တွင်းထားတဲ့တော့ကြောင့်မန်ချက်စတာစီးတီအနေနဲ့တော်တော်လေးမှကျွန်တော်တို့ view site ကန်တော်ရမယ်လို့မြင်နေပြီးလို့ဆိုရင်သူတို့ကကွင်းလင်ကွင်းလင်မှာဆိုရင်တော့သူတို့ကွင်းလင်မှာတော့ဘာဂျီရှိမယ်ပြီးလို့ဆိုရင်ကင်းရှိပြီးတော့နောက်တစ်ယောက်ကတော့ကျွန်တော်လူကတ်ဆိုပြီးတော့ဒီ၃ယောက်ပဲ portal လာပြီးတော့တိုက်စစ်မှာဆိုရင်တော့သူတို့ရှေ့ပွဲတွေမှာတော်တော်လေးမှခြေစွမ်းကောင်းနေပြသတဲ့ Jimmy နဲ့တို့ရှိမယ်ပြီးရင်ကျွန်တော် Evo ပြီးတော့ပြီးရင် Chewy စီတို့ပါတို့ရှိမယ်အဲတခုကောင်းလာတာကြတော့အဲ တော်ဖူဟန်သိမ်းမှာဆိုရင်လည်းဆင်းရင်ဖူဟန်သိမ်းမှာကျွန်တော်တို့အဲကျွန်တော်တို့ဝီဆင်ရတဲ့ကျွန်တော်တို့ဒိုင်ယာပြက်ပနာရောက်သွားတဲ့အတွက်ကြောင့်ဒီနေ့ပွဲကိုမပါလာနိုင်တဲ့အတွက်ကြောင့်မန်ချက်တာစီးတက်ကတော့နည်းနည်းလေးတက်တာရရောက်သွားတယ်လို့အမိနဲ့ဘာတရက်လက်ဆောင်ပွဲတိုင်းလို့တော့ကျွန်တော်တို့ဝီဆင်ရတော်တော်လေးကခြေတောင်းကောင်းနေပြတ်တာနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါဆုံတွေ့မဲ့ကျွန်တော်တို့မန်ချက်တာစီးနဲ့ပွဲကိုတော့သူ့အနေနဲ့ပါဝင်နိုင်ခြင်းမရှိဘူးလို့တော့ကျွန်တော်သိထားရတယ်။ပြီးတော့ကျွန်တော်မန်ချက်တာစီးမန်ချက်တာစီးကတော့ဒီနေ့ပွဲမှာတော့သူတို့အပြောင်းလဲတော့မလုပ်ကောင်းမလုပ်နိုင်ဘူး အဲတိုက်စစ်ပဲကျွန်တော်အပြောင်းလဲလုပ်ကိုင်းလိုက်နိုင်မှာဗျာနောက်တန်းနဲ့ကျွန်တော်ကိုသွားတွေပါတယ်အပြောင်းလဲမလုံးနိုင်လောက်လို့ထင်တယ်ဗျာရှေ့ပွဲမှာကျွန်တော်အပြောင်းလဲတွေလုပ်ထားရတဲ့အတွက်ကြောင့်ကျွန်တော်အဲရှုံးနေသွားတဲ့အတွေ့အကြုံတွေကြောင့်ဒီတစ်ခါရှင်မြန်မဲ့ပြင်းပြလေးပုံစံလေးမှာတော့တို့လည်းအဝေးဘက်မှာသွားရှင်မြန်မဲ့ပုံမှာတော့အကောင်းဆုံးလူစင်းနဲ့ပွတ်ထွက်လာမယ်လို့လို့မြင်တယ်ကိုသွားနေရာမှာတော့တွန်နယ်လုံးမှရှိပြီးတော့နောက်တန်းလေးရောက်နေရာမှာကျွန်တော်တို့အိုရိုင်းလေးလို့ပါလို့ပဲထက်တုံးလာမှာဒါမှမဟုတ်ပဲနဲ့ကျွန်တော်လူသားအပြောင်းလဲလုပ်မှာ ဆိုတော့ကျွန်တော်ထပ်ကြည့်မယ်နောက်တဲ့ CB နှစ်ယောက်မှာဆိုရင်လည်းကျွန်တော် Ruben Diaz တို့ John Stone တို့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကဘာဒီရိုတို့ဘာတို့ပါမယ်ဆိုရင်လည်းတော်တော်လေးမှကောင်းမှန်ပြီးတော့တစ်ဖက်ကကျကျွန်တော်တို့အဲမတိရဲ့နုနဲ့တို့ဘာတို့အဲ့လိုမတိရဲ့နုနဲ့ဟိုဟန်မတုံးမဲ့ဆိုရင်တို့အဲကစားသမားဖြစ်တဲ့ Louis Carey တို့ဘာတို့အဲ sorry လူစကေးရောင်းဖြစ်တယ်ပြီးတော့လူဝိတ္တဘာတို့လည်းကျွန်တော်တို့သုံးလို့ရတယ်ပြီးလို့ဆိုရင်တော့ကွင်းလင်မှာဆိုရင်တို့အဓိကကွင်းလင်ကမာဖြစ်တဲ့နီကိုတို့ဘာတို့ပဲပြန်လဲသုံးမယ်လို့မြင်တယ်ပြီးတော့ကျွန်တော်ဒိုကူတို့သုံးလာဒိုကူမတောင်းဆိုလို့ဆိုရင်တို့အနေနဲ့စာဝင်ဟိုတို့သုံးလို့ရတယ်ပြီးလို့ဆိုရင်ဖိုဒန်ဘနာတို့ဆေးဘတစ်ဖက်ကရောကျွန်တော်တို့အဲချက်ကီတို့ဘာတို့သုံးပြီးတော့တို့အဓိကတိုက်စစ်နေရမှာတော့အဲလင်းဟာလည်းပွက်ထလာမယ်ဘာမို့တော့ကျွန်တော်ဒုတိယပိုင်းမှာအပြောင်းလဲတွေလုပ်ပြီးတော့လူစားအပြောင်းလဲလုပ်နိုင်လုံအဲကောင်းမယ်လို့ထင်တယ်တကယ်လို့မမတ်တို့ကလည်းကျွန်တော်မသိတော့မမတ်တို့လည်းဟိုဟာ ဗလေအာဖရိကဖလားကိုပြန်ရမယ်ထင်တယ်မမတို့ဒူဂူတို့လေအဲသူတို့တွေလည်းပြန်လောက်ကြတယ်ထင်ကျွန်တော်တို့လေဘောက်တက်မှဆိုရင်တော့ဆာလာတို့ဘာတို့ကလည်းသွားရမယ်ဗျအဲ့အတွက်ကြောင့်သူတို့ကလည်းဒီရှေ့ဒီဂျိုင်းထမလာမှန်ဒီသူတို့လည်းအီဂျစ်ပွဲတွေရှိတဲ့အတွက်ကြောင့်အဲသူတို့ပြန်ကောင်းပြန်နိုင်ရတယ်ဗျဒါနဲ့ပြန်လှုပ်မလှုပ်တော့ကျွန်တော်မန်ချက်စတာစီးရီးရဲ့ကစားသမားတွေတော့တိတ်ပြီးတော့မသိဘူးဗျအတီးတဲ့ညီကိုတို့များမန်ချက်စတာစီးရီးကစားသမားတွေပြန်လှုပ်နေရှိတဲ့ပြည်ပြည်များရှိရင်ဝင်ရောက်ဆွေးနွေးပြီးတော့အဲပြောပြပေးသွားလို့ရပါတယ် ဟုတ်ကဲ့ဆိုရင်ကျွန်တော်ဒီနေ့သင်အဆုံးပေးမှုကတော့မန်ချက်တာစီးတီးရဲ့ကျွန်တော်အဝေးဘက်မှာတွားရရှိမယ်မြန်ပွဲမှာတော့လူစုံထုတ်တုံးလာမယ်လို့တော့မြင်တယ်။တစ်ခါကကျွန်တော်ဖူဟန်လဲတော်တော်လေးမှခြေသွမ်းပြနေတဲ့အတွက်ကြောင့်ဒီနေ့သင်အဆုံးပေးမှုကတော့တော်တော်လေးဟိုမှာကြည့်လို့ကောင်းမယ်လို့တော့မြင်တယ်။ညီကိုလေးနဲ့ရောဒီနေ့သင်အဆုံးပေးမှုမှာမြင်ရလို့ကျွန်တော်မန်ချက်တာစီးတီးရဲ့အနိုင်ရလက်တွေကိုတစ်ခါကကျွန်တော်ဖူဟန်သင်ကရက်တက်နိုင်လား။ဒါမှမဟုတ်ပဲကျွန်တော်မန်ချက်တာစီးတီးရပဲအမြင်နဲ့လို့လို့သူအဲငင်းလိုက်တဲ့လိုမျိုးဖြစ်တဲ့ဖူဟန်သင်တဲ့တွေ့တိုင်းဂိုးပြတ်အဲတွင်းလေတွင်းလာရှိတဲ့ပုံစံမျိုးကထပ်ပြီးတော့ဖြစ်သွားမလားဆိုတော့ ီကိုရီနာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလိုက်ရပါတယ်။ဒီနေ့တင်းရဲ့ဆွေးနွေးမှာကျွန်တော်နေမြင်ရဆိုရင်တော့မန်ချက်တာစီးတီးမဲ့ကျွန်တော်တို့ထပ်ပြီးတော့1 2လောက်နဲ့ပဲကပ်ပြီးတော့နိုင်သွားမယ်လို့အမြင်နဲ့ဒီနေ့ပွဲမှာတော့ကျွန်တော်ဟာလန်တို့ဂိုးတွေသွင်းမှာဒါမှမဟုတ်ပဲ4 down ပဲကျွန်တော်ရှေ့ပွဲမှာတော့မန်ချက်တာစီးတီးကိုကဲတင်မှုပုံစံနဲ့တိုင်မယ်ဒီပွဲမှာပဲထပ်ပြီးတော့ကဲတင်သွားမလားဆိုတော့ဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလိုက်ရပါတယ်။လာရောက်ချစ်ချုပ်ပေးညီကိုတရားနေနိုင်အောင်ပြည့်စုံမြိုက်တင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆွေးနွေးကြပါဗျာ။အားဒီကျွန်တော် ညတိုင်းတော့ကျွန်တော်တို့အဖူဟန်နဲ့ကျွန်တော်တို့မချာလာစီးရီးပွဲလေးကိုကျွန်တော် YouTube channel လေးမှာ live ရှိတဲ့အတွက်ကြောင့်ညီကိုလေးတွေနဲ့ live ရောက် join ပေးလို့ရပါတယ်ဆိုတဲ့ကြောင့်ဒီနေ့အားဖိတ်ခေါ်ပါတယ်ကျေးဇူးမဲ့တင်ပါတယ်